စပိန်ဘရင်ကိုမလေးမစားပြုမှုခဲ့တယ်လို့စွတ်စွဲခံနေရတဲ့လမိုင်းရမယ်။စစ်ဝင်စားတရားတွေပြင်းထန်ခဲ့တဲ့စပိန်ဘရင်ဗလာဘိုလူဘွဲကပွဲမတိုင်ခင်ရီယယ်တင်းတဲ့ပြိပခါတွေရှိခဲ့ပြီးပွဲပြီးမှလည်းမီးမတီတွေပဲစစ်ဝင်စားတရားအကြောင်းအရာတွေထပ်ရှိခဲ့ပါတယ်။ဒီထဲမှာလမိုင်းရမယ်ရဲ့ဖြစ်ရက်ကလည်းတခုပါဝင်ဖြစ်ခဲ့ပါတယ်။စပိန်ဘရင်ဗလာဘိုလူဘွဲဖြစ်တာနဲ့ညီဒီဘွဲကိုစပိန်ဘရင်ဖီလီပီကိုယ်တိုင်တက်ရောက်ခဲ့ပြီးပွဲပြီးစုပွဲပွဲမှလည်းစင်မြင့်မော်တက်ရောက်ကတခြားသောတာဝန်ရှိသူတွေနဲ့အတူကစားသမားတွေကိုတင်းရင်တင်းနှုတ်ဆက်ခဲ့ပါတယ်။ရမရတင်ကိုချိန်မို့3-0နဲ့အနိုင်ရခဲ့တဲ့ဘာစီလိုနာတင်းရဲ့ကစားသမားတွေဆုလက်ခံရယူဖို့စင်မြင့်မော်ကိုတက်ရောက်လာတဲ့အခါ လမယာမရဲ့ပုံစံကတရုတ်ပြတ်ဝစ်စားစင်ရမှုနဲ့ဇယိုက်ဆန်ရဲ့အတွင်းပြင်လက္ခဏာဖြစ်ခဲ့ပါတယ်။ဘာစီလိုနာတင်းရဲ့အင်ဂျီကိုနောက်ပြန်ဝစ်ထားပြီးမျက်မှန်လက်ကိုကောင်းမှတက်ဆင်ထားတဲ့လမယာမရဲ့ပုံစံကစပိန်ဗီယန်ဖီလီပီကိုမလေးမစားပြုတ်တဲ့ပုံစံပေါက်နေတယ်လို့လက်ဆွဲနှုတ်ဆက်ရမှာလဲဘင်းရင်တပားကိုယူတီပြီးတဲ့တာမန်လက်ဆွဲနှုတ်ဆက်ပုံမဟုတ်ပဲတငယ်ချင်းချင်းချင်းနှုတ်ဆက်တယ်လို့လက်ဝါးချင်းရိုက်ပြီးလက်ဆွဲနှုတ်ဆက်တဲ့ပုံစံနဲ့နှုတ်ဆက်ခဲ့တာကြောင့်ဇယိုက်ဆန်ရဲ့ပြုတ်မှုတွေဖြစ်ကြောင်းဆွဆွဲမှုတွေထွက်ပေါ်လာခဲ့ပါတယ်။ဒီလိုဆွဆွဲဝေဖန်မှုတွေရှိခဲ့ပေမဲ့ လမိုင်းရမယ်ကိုစပိန်မရင်ကဘလို့မှသဘောမထားပဲပြုံးရွှင်စွာနှုတ်ဆက်ခဲ့တာကိုလည်းရုပ်သံမှာတွေ့ရပါတယ်။အသက်ဆကုနိုင်နေကြောကစားသမားတအူးအနေနဲ့ဆယ်ကျော်သက်ရွယ်လူငယ်တအူးပြီးပြီးကလေးသူငယ်တအူးလိုမိမိလှုပ်ချင်ရလှုပ်ခဲ့တယ်လို့ပဲသဘောထားတဲ့ပုံစံပေါက်ပါတယ်။ဒါပေမဲ့ Twitter လို Social Media ပေါ်မှာဝေဖန်ရေးသားမှုတွေရှိခဲ့ပြီးရိုတီတန်တဲ့လှုပ်ရက်လိုတအူးကရေးသားခဲ့တယ်လို့အခြားတအူးကလည်း generation z တွေကပြုမှုကတကယ်ရရပဲလို့យေတာခဲ့ပါတယ်နောက်တဦးကတော့သူ့နေရာမှာ real madrid ကစားသမားတဦးဆိုရင်ပွဲပယ်ပြည့်တန်ခံရရတော့ပြီလို့យေတာခဲ့ပါတယ် कटे हमारे बच्चे कटे